ဧရဝတီငပူရောမြို့နယ်မှာစက်ကောင်စီတပ်ကဒေသခံတွေရဲ့လက်ကင်ဖုန်းတွေမှာ PDF ဖိုင်ဝင်နေတဲ့ဆက်သွယ်ထားတဲ့အချက်လက်တွေ့ရဆိုပြီးအရသာ၄ရောက်ကိုမေလ19ရက်နေ့ကဖမ်းဆီးထားတယ်လို့စက်ကောင်စီတပ်နဲ့နှိဆက်သူတွေစီကသိရပါတယ်။ဖမ်းဆီးခံရတဲ့သူတွေဟာမိုးရိမ်မြင်ချေးရွာသားတယောက်နဲ့တဲဖြူချေးရွာသားမျိုးသား၃ယောက်ဖြစ်ပါတယ်။စက်ကောင်စီတပ်နဲ့နှိဆက်သူတယောက်က စစ်ကောင်စီတပ်ကဥဆောင်ပြီးရဲနယ်ပြူစော့ထီအဖွဲ့တွေက20ရဲနေကလမ်းစုံလမ်းကွာတွေမှာဆက်ဆဲနေတာဆက်သွယ်ထားတဲ့အချက်လက်တွေရှိရာကြောင့်ဆိုပြီးဖမ်းခံရတာအချက်ဖက်အဖွဲ့ကိုဆက်သွယ်ထားတာကြောင့်ဆိုပြီးဖမ်းလာလို့ပြောလာပါတယ်ဖမ်းဆီးထားခံရတဲ့သူတွေဟာရဲသားတွေဖြစ်ပြီးမြို့ပေါ်ကိုဈေးတက်ဝဲတဲ့ချိန်ဖမ်းဆီးခံခဲ့ရတာဖြစ်ကဘယ်နေရာမှာဖမ်းဆီးချုံနှောင်ထားတယ်ဆိုတာတော့မသိရသေးဘူးစကားပေါ်ခေါ်တင်သွားလို့မျက်မြင်တွေ့သူကပြောပါတယ်အပန်းခံရတဲ့သူနဲ့နှိဆက်သူတယောက်ကစက်တက်ကဥဆောင်လုပ်နေတာနှင်းရရှိပြီးဖုန်းတွေတောင်းယူပြီးဆက်ဆဲနေတာ အဖန့်ခံရတဲ့သူတွေပြန်လွတ်ပေးဖို့မိသားစုတွေခေါ်ပြီးငွေညှစ်တယ်လို့သိရတယ်။ဘာလို့မညာလို့မချင်းချောက်ခံရတယ်။ဥပဒေစိုးမိုးရေးအဖွဲ့အစည်းနဲ့မတူဘူး။အမျိုးချမ်းစည်းတဲ့အဖွဲ့နဲ့တူနေတယ်လို့ပြောလာပါတယ်။စက်ကောင်စီတိုင်းနဲ့ရဲတွေဥဆောင်ပြီးအလုသွားချင်း၊ရုံးတက်ချင်း၊ဈေးဝယ်ချင်းတွေကိုရွေးပြီးမေလ16ရက်နေ့ကစလို့မျိုးရင်းလမ်းစုံနေရာတွေမှာစက်ယုံအလုယုံအလုသမားတွေဝန်ထမ်းတွေအရက်သားတွေရဲ့ဖုန်းတွေကိုစက်ကောင်စီတပ်ကအတင်းယူပါဆက်ဆေးနေတယ်လို့သိရပါတယ်။